မြန်မာနိုင်ငံဗကြီဗပုအစည်းအဝေးအားလုံးပါဝင်ပြသတဲ့ At Exhibition 2014ပြပွဲကိုစက်တင်ဘာလ၄ရက်နေ့နံနက်ပိုင်းကရန်ကုန်မြို့ရှင်စောဘူးလမ်းရှိမြန်မာ Event Park မှာပြုလုပ်ခဲ့ပါတယ်။အဆိုပါပြပွဲမှာဗကြီဗပုဆရာ၄၀၀ကျော်ကဗကြီက၄၄၃ငါးနဲ့ဗပုတွေပါပါဝင်ပြသခဲ့ကြပါတယ်။ဗပုလက်ရာတွေအနေနဲ့မြမရိုရာပတ္တလာဆောင်းမြမကြာကစားနီဗပုလက်ရာတွေကိုပါပြသထားပါတယ်။ဒီကနေ့ရဲ့အကြောင်းရင်းကတော့ဘယ်လိုလဲဆိုတော့ ခုလက်ရှိအစိုးရဒီအစိုးရပါနော်ငြိမ်းချမ်းရေးတွေလုပ်နေကြတယ်ငြိမ်းချမ်းရေးလုပ်နေတော့ငါပါဆွဲကောင်းမလဲဆိုပြီးတော့စဉ်းစားလိုက်တော့ငြိမ်းချမ်းရေးဆိုတဲ့ဟာလေးကိုတွေ့တော့ဒီဗမာအယူဆအနေနဲ့လောကနဲ့ကိုသွားတွေ့တယ်သွားတွေ့တော့ဘာအဆလဲဆိုတော့ချင်းသိပ်ပြန်နဲ့ဆင်ပြန်အဲ့ရနေရလူကြစာတော့နေရာလူတိမ်တိမ်စားဖို့ပေါ့သူနေရာကိုနေရာလူတဲ့အချိန်မှာရံဖြစ်နေတဲ့အချိန်မှာလောကနဲ့ကလာပြီးတော့ဒီစီးလေးနဲ့ တခါလဲပြီးတော့အတန်ပေးလိုက်တာပေါ့အတန်လည်းပေးလိုက်သူကရက်သွားတယ်ရက်သွားပြီးတော့သူကတရားပြန်ဟောပြီးတော့ရင်းချမ်းကြီးလှုပ်လိုက်တယ်အဲအဲ့ဒါလေးသဘောကျလို့ကြီးလိုက်တာပြပွဲမှာ ရေဈေး48ကစီဈေး98ကဖျောင်းဆွဲ3ကပပူးနှစ်ရုပ်အပါအဝင် ပကြီကားပေါင်း443ကပြသခဲ့ပြီးပကြီကား425ကကိုရောင်းချသွားမှာဖြစ်ပါတယ်ပကြီကားတွေကိုမြန်မာကျပ်ငွေအမေရိကန်ဒေါ်လာနှစ်မျိုးလုံးနဲ့သတ်မှတ်ထားတဲ့ဈေးနှုန်းတွေအတိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ် ဗကြီးပပုရောင်းချရငွေက20ရာခိုင်နှုန်းကိုဗကြီးပပုအစည်းအရုံးရန်ပုံငွေဖြစ်အသုံးပြုသွားမှာဖြစ်ပြီး80ရာခိုင်နှုန်းကိုဗကြီးဆရာကိုပေးသွားမှာဖြစ်ပါတယ်။အဆိုပါပွဲမှာရေစေးခဲစေးပုံတူဗကြီးဆွဲခြင်းကို3500ကျပ်သတ်မှတ်ကဗကြီးဆွဲပေးခြင်းမော်ရယ်ထိုင်ကပုံတူဆွဲပေးခြင်းနေလဲပါဝင်ပါတယ်ဒုတိယကြိမ်မြောက် Ad Exhibition 2014ပြပွဲကိုစက်တင်ဘာလ၄ရက်နေ့ကနေ၉ရက်နေ့ထိပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်